ကလောမျိုးနယ်၌စာကြည့်ရိုက်များဖွင့်ပြတွေ့တဲ့ရေနှင့်စာဘက်ရှင်မြင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်နယ်တောင်ပိုင်းကလောခရိုင် ကလောမျိုးတွင် စာကြည့်ရိုက်များဖွင့်ပြတွေ့တဲ့ရေနှင့်စာဘက်ရှင်မြင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေးကိုအောက်တိုဘာလ22ရက်နေ့နေနဲ့9နာရီကမြို့နယ်ပညာရေးမှူးရုံး၌ကျင်းပပြုလုပ်ခဲ့ရာပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာကလောမြို့နယ်ပညာရေးမှူးဒေါခင်နင်းစီကပွဲတော်ကျင်းပရေးအဖွဲ့ဝင်ကျောင်းအုပ်ဆရာဆရာမကြီးများလုပ်ငန်းဆောင်ရွက်မြင့်တာဝန်များခွဲဝေချထားပေးလျက်ရှိပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဦးခွန်အားကာထွန်းကပွဲတော်ကျင်းပနိုင်ရေးလုပ်ငန်းဆောင်ရွက်ပြည်စည်းမှုအခြေအနေများနှင့်ဆက်လက်လှုပ်ဆောင်ရမည့်လုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြခဲ့ပါသည်ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည့်များအားမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ကလောမြို့တွင်2025ခုနှစ်အောက်တိုဘာလ25ရက်နေ့တွင် စာကြည့်တိုက်များဖွင့်ပြုထုတ်တဲ့ရေးနှင့်စာဘက်ချိန်မြင့်တရေးပွဲတော်ကိုစာရေးစာကုန်းပြိုင်ပွဲ၊ကြာပန်းစကားပြောပြိုင်ပွဲ၊ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ကြပြာရွတ်စုပုံမြင်ပြောပြိုင်ပွဲတို့ဖြစ်ပြီးကာယပြိုင်ပွဲများဖြစ်သည့်သကောရွယ်ခုံမနက်စီခားလဲကွင်းလေဂုံနီအိတ်စုစကပုံဆက် အယုတ်ဆဲစသည့်ကစားနည်းတို့ဖြင့်စီကားတိုင်းမြိတ်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရှိရပါသည်ခမညာ